မိခင်တို့တိုက်ကြွေးခြင်းကနှုတ်မတိုက်ရင်ချင်းထက်ပိုကောင်းတယ်ဆိုတာကိုလူအများစုကသိရှိပြီးသားပါ။ဒါပေမဲ့ကောင်းကျိုးဆိုတာကဘလို့ဟာမျိုးတွေလဲဆိုတာကိုသိချင်မသိဘူးဆိုရင်တော့မိခင်တို့တိုက်ကြွေးခြင်းရဲ့ကောင်းကျိုးလေးတွေကဘာရဲ့ဆိုတာကိုဒီလိုလေးထဲမှာကြည့်လိုက်ပါနော်။ဗီဒီယိုလေးမစခင်မှာညီမတို့ channel လေးကို subscribe လုပ်ရတဲ့ရင် subscribe လုပ်ပြီးတော့ဒီနာနူဒီမဲလို့ message ပေးပါအောင်ရှင်။ ီးကေလိုတိုက်ရွေးခြင်းရဲ့ကောင်းကျိုးတွေထဲကပထမတစ်ချက်ကတော့ကျမ်းမာတဲ့ကလေးငယ်လေးကိုရရှိစေပါတယ်။ မိခင်တို့တိုက်ကြွေးတဲ့ကလေးငယ်တွေဟာအဆုတ်ရောင်ရောဂါအေးအေးမိတာနဲ့ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်လာခြင်းနဲ့ပါပါရဲ့အန်ဒီရဲ့ရှိတဲ့ဝမ်းလျှော်ခြင်းကဲ့သို့သောအစာအိမ်နဲ့ဥလမ်းကြောင့်ရောဂါတွေကိုလည်းဖြစ်နိုင်ခြင်းကိုလျှော့ချပေးပါသေးတယ်ရှင်။နောက်တစ်ချက်ကတော့နာတာရှည်ရောဂါဖြစ်နိုင်ခြင်းကိုနှဲစေပါရဲ့။မိခင်တို့တိုက်ကြွေးမယ်ဆိုရင်အမျိုးအစားတစ်စီကျို၊ဝမ်းပိုက်ရောဂါနဲ့ Crohn disease လိုမျိုးနာတာရှည်ရောဂါတွေဖြစ်နိုင်ခြင်းကိုရွံ့နှဲစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ကင်ဆာဖြစ်နိုင်ခြင်းကိုလျှော့ချပေးပါရဲ့။မိခင်တို့ကကလေးဘဝမှာဖြစ်ရတဲ့ ချိုးကင်ဆာတွေကိုကာဝယ်ပေးပါတယ်။အမေတွေလည်းအကျိုးရှိစေပါတယ်နော်။လို့တိုက်ကျွေးရဲ့မိခင်တွေဟာသွေးမဆုံးငယ်ဖြစ်တတ်တဲ့ရှင်သားကင်ဆာနဲ့တောင်းဝင်ကင်ဆာတွေဖြစ်နိုင်ခြေနဲ့ပါပါရဲ့ရှင်။နောက်တစ်ချက်ကတော့တိရခလေးကအကောင်းဆုံးကာကွယ်ဆေးရရှိနိုင်ပါတယ်။ဒိဋ္ဌချက်တွေအရာတော့လို့ရီမှာယောဂကာကွယ်ပေးတဲ့ဓာတ်တွေအမြောက်များပါဝင်တဲ့အတွက်ကြောင့်လူဦးတိုက်တဲ့ခလေးတွေထက်ယောဂတွေကိုကာကွယ်ပေးတာဖြစ်စေပါရဲ့ရှင်။ နောက်တစ်ချက်ကတော့ကလေးကလုံခြုံမှုရှိစီတယ်လို့ခံစားရပါတယ်။မိခင်တို့တိုက်ကြွခြင်းဆိုတာမိခင်နဲ့ရင်သွေးကြမှာခန္ဓာကိုယ်ချင်းထိကပ်နေဖို့လိုပါတယ်။အဲဒီထိကပ်ခြင်းကမိခင်နဲ့ကလေးကြမှာခိုင်မြဲတဲ့ဆက်ဆံရေးကိုဖြစ်ပေါ်စေပြီးတော့ကလေးကိုလုံခြုံနယ်လို့ပို့ပြီးခံစားရစေပါရဲ့ရှင်။နောက်တစ်ချက်ကတော့အဝါလွန်ခြင်းဖြစ်နိုင်ခြင်းကိုညှော့နေစေပါတယ်။နှုတ်မုတ်တွေဟာခလေးကိုအလေးချိန်တက်ဖို့ခုန်ညီပေးပါတယ်။နှုတ်မုတ်တွေကခလေးရဲ့ကိုယ်အလေးချိန်ကိုလိုလာတဲ့ပိုတက်လာစေပါလိမ့်မယ်နော်။ဒါကြောင့်မိခင်တို့တိုက်ကြွပါကခလေးရဲ့ရှိတဲ့နဲ့ကိုယ်အလေး ေးချိန်ကိုလွယ်လွယ်နဲ့ရစီမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့မိခင်တို့ကခလေးရဲ့အញ្ញံရေးဖွံ့ဖြိုးတိုးတက်ဖို့ကူညီပေးပါတယ်။မိခင်တို့တိုက်ကြွေးတာကနောက်ပိုင်းခလေးဘဝမှာဉာဏ်ဉာဏ်သေးကောင်းခြင်းနဲ့ဆိုင်ပါတယ်။ဒီအကြောင်းအရာကတုံလောက်တဲ့အကြောင်းအကျိုးဆက်သွယ်ခြင်းမရှိဘူးဆိုပေမဲ့လည်းတိလျော်တဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါရဲ့ရှင်။နောက်တစ်မျိုးကတော့လှပတဲ့သွားတွေကိုပန်းဆိုင်စေပါတယ်။ မိခင်လိုတိုက်ကြွေးတာကနောက်အသက်ကြီးတဲ့အခါသွားပိုးစားနိုင်ခြင်းနဲ့သွားထိန်ခွင်းတက်ရနိုင်ခြင်းကိုလည်းရှင်းချပေးပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့ခလေးမလေးတွေအတွက်အရင်သားကိစ္စဖြစ်နိုင်ခြင်းကိုရှင်းချပေးပါတယ်။ မိခင်လိုတိုက်ကြွေးရတဲ့ကလေးကမိန်းကလေးဖြစ်နေမယ်ဆိုရင်အလုံးအလုံးအရေးကြီးပါတယ်။မိခင်လိုတိုက်ကြွေးခံထားရတဲ့မိန်းကလေးတွေကသူတို့ရဲ့ဘဝတစ်လျှောက်မှာရင်သားကင်ဆာဖြစ်နိုင်ခြင်းကို25ရာခိုင်နှုန်းအထိညွှန်နေစေပါတယ်။လို့ဆိုတိုက်ကြွေးခြင်းဆိုတာကမိခင်ဘဝစတင်ဖို့ကြီးကျယ်တဲ့လမ်းစဉ်တစ်ခုပဲဖြစ်ပါတယ်။မိခင်ကိုကလေးကအကျိုးရှိစေပါတယ်။အဲ့ဒါအပြင်မိခင်လိုတိုက်ကြွေးခြင်းကအဆင်ပြေပါတယ်နော်။ဒါကြောင့်လဲဆိုတော့မိခင်တို့ဟာကလေးအတွက်အမြဲတမ်းတင့်တော်တဲ့အပူချိန်မှာရှိနေလို့ပဲဖြစ်ပါရဲ့ရှင်။ဒီလောက်ဆိုရင်နော်မိခင်လိုတိုက်ကြွေးခြင်းရဲ့အကောင်းဆုံးတွေက ာဘာလဲဆိုတာကိုသိသွားလာပြီလို့ထင်ပါတယ်။မြမရဲ့ video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ် video လေးမှာပြန်တွေ့ကြပါဘောနော်။